အားလုံးပဲမင်္ဂလာပါခင်ဗျာဝင်းမြောက် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့တင်ပြပေးသွားမှာကတော့အမျိုးသမီးများရဲ့ညာဘက်နဲ့ဘယ်ဘက်ရင်ညွတ်နေရ၌မဲ့ပါရှိသူများရဲ့ဘဝကာကြမှာအကြောင်းကို ပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအမျိုးသမီးများညာဘက်ရင်ညွတ်နေရ၌မဲ့ပါရှိခဲ့ပါကထိုအမျိုးသမီးများမှာကိုစွမ်းကိုစားမရှိကြပါ သူတစ်ပါးကိုမိခိုနေရတတ်ပါတယ်မမျော်လင့်သောအမွေများလည်းရတတ်ပါတယ်စီးပွားရေးလူမှုရေးကိစ္စများတွင်အမျိုးသားများနဲ့ရှုပ်ထွေးတတ်သဖြင့်အောင်မြင်မှုနေတတ်ပါတယ် လူအထင်သေးလဲခံရတတ်ပါတယ်ငွေကြီးအတွက်အမျက်စိတ်သောကရောက်ရတတ်ပါတယ်အေဒါရွေးတွေအေဒါပတ်ဤအတ္တစိတ်ကြီးမှုကြောင့်စိတ်သောကများရတတ်ပါတယ်အမျိုးသမီးများဘယ်ဘက်ရင်ညွတ်နေရ၌မဲ့ပါရှိခဲ့ပါကထိုအမျိုးသမီးများမှာကိုယ်ပိုင်အစွမ်းတတ္တိများရှိသူဖြစ်ပါတယ်မိဘဆွေမျိုးသားချင်းတို့ဤကုညီဆောက်ရှောက်ခြင်းကြောင့်တာမတ်တဲ့ကြီးပွားတိုးတက်အောင်မြင်မှုကိုရရှိတတ်ပါတယ်အနုပညာဘတ်တွေလောက်ကြပါကပုံမှုဖြစ်တွန်းတတ်ပါတယ် စာပေရေးသားချင်တဲ့နံပါတ်ကျော်စာရေးဆရာမတယောက်ဖြစ်တတ်ပါတယ်။အေတော်ရေးမှလည်းကံကောင်းတတ်ပါတယ်။မဲနဲ့ပတ်သက်၍သတိပြုရမယ့်အချက်များရှိပါတယ်။မဲပါတိုင်းကောင်းချီးဆိုးချူကိုတိတ်တိတ်ပြောရင်မရပါ။ဘလို့မဲလဲဆိုတာကြည့်ရပါလိမ့်မယ်။မဲအဖြူမဲအဖြူဖြစ်ပါကအလေလက်တာကောင်းချီးဆိုးချူကိုပိတ်တဲ့သူမှတ်ယူရပါမယ်။မဲအနီး မဲ့နေသည်ကောက်သည့်နေရာမှာဆိုလျင်ထူးထူးကပ်ကပ်ကောက်ချိုပေးတတ်ပါတယ်မကောက်ချိုပေးသည့်နေရာမှာဆိုပါကအနှဲငယ်မြတ်တာမကောက်ချိုပေးတတ်ပါတယ်မဲ့ညိုမဲ့ညိုရဲ့သဘောတရားမှာတော့တစ္ဆာသမာတိရှိခြင်းတနာကျင်တာတက်ခြင်းကုညီတက်ခြင်းသဘောရှိပါတယ်မဲ့နဲ့မဲ့နဲ့ကတော့မကောက်ချိုကိုမျက်စွာပေးတတ်ပါတယ်ကောက်ချိုပေးသောနေရာတိုင်းဖြစ်ကနည်းနည်းပဲပေးတတ်ပါတယ်မဲ့ဝါမဲ့ဝါကတော့စိတ်ကူးရဲ့အစင်းမြတာဖြစ်ပါတယ်ထိုမဲ့ရှိသူများအနုပညာအလုပ်လုပ်သူဖြစ်ကအောင်မြင်တတ်ပါတယ်အနုပညာကိုဝါသနာပါတတ်ပါတယ် မဲ့စိမဲ့စိကတော့မုံမြတဲ့မှတ်တမျိုးပဲဖြစ်ပါတယ်။ထိုမဲ့စိသည်ပုပ်ကိုထူမြလိုက်တာတွေ့ရတတ်ပါတယ်။ပါရမီထူသောပုပ်ကိုမြလိုက်တာပါလိရှိပါတယ်။မဲ့ရှင်မဲ့ရှင်ကတော့အရောက်သွေးကအဓိကမဟုတ်ပါ။မဲ့ရှင်ပါပါကဘာရောက်ပဲပါပါကောင်းကျိုးကိုထူခဲ့စွာပေးတတ်ပါတယ်။အနှဲငယ်နေရလဲရွေးတတ်ပါတယ်။ဘရဂိုကြီးကဲ့သို့မြလိုက်တာတွေ့ရတတ်ပါတယ်။ပျောက်ကွယ်သွားခြင်းမျိုးလဲရှိတတ်ပါတယ်။ဒါကြောင့်မိမိမှာအထက်ပါတိုင်းဘလို့မှတ်ပါရဲ့။ ဘာဖြစ်မယ်ဆိုတာမှတ်ရအောင်လိုက်ဖြစ်စုံမှတ်ယူပါမှာပိုရင်အဟောမှမြတ်ဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဝိမျက်အောင် channel လေးကိုအားပေးနေတော်ချစ်မိတ်ဆွေများစိတ်ရချတာချင်းကိုကြီးကြပါခြင်းနဲ့ပြည့်စုံ၍လူ့စင်နာများပြုဝါကြပါစေခင်ဗျာကျွန်တော်ကတော့တင်ဆက်သူအောင်ရဲ့ဟေးဘက်ဖြစ်ပါတယ်ခင်ဗျာ